မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြီးတော့ live လဲစွာနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ခုတင်ဆက်ပေးသွားကျွန်တော်ကတော့မော်ရီရှားဘာသာပြန်ထားတယ်အာနာဆက်နီဥပရေ48ရဲ့ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ခင်ဗျာအခုဖတ်ပြပေးသွားကျွန်တော်တို့နီဥပရေသား30ခုဩချာပွဲအခင်းအကျင်းမျိုးဖန်တီးထားပါသဘောတရားရင်သက်ရှုံမောလောက်တဲ့ပုံရိပ်မျိုးနဲ့ကြီးကျယ်ခန္ဓာရဲ့အမှုအရာ ဝိသေသလက္ခဏာတွေကိုဖန်တီးထားနိုင်ခြင်းဟာအချိန်အဝါကြီးမားတဲ့အသွင်အပြင်ရှိသေးပြီး လူတိုင်းကိုဥခိုက်စေနိုင်ပါလိမ့်မယ်။ကိုယ်အနာဝိညာဉ်တစ်ခုလုံးကိုအောချလောင်းစရာအခင်းကျင်းတွေနဲ့ဝန်းရံထားလိုက်ပါ။အဲ့ဒီအပြင်အဟံသဘောနဲ့အထင်ကြီးလောက်စရာအပြင်အစင်တွေပါပေါင်းဆက်လိုက်ရင်ကိုယ့်ရဲ့အနေအထားကလူတွေထင်ထားတဲ့အတိုင်းအတာထက်မြင့်မားသွားပါလိမ့်မယ်။အပြေမမှန်းတရံရဲ့ထူကဲမှုတွေကြောင့်ရင်သက်ရှူမောဖြစ်သွားတာနဲ့ အခင်းအကျင်းနောက်ကွယ်မှာကစားနေတဲ့ရွှေကွက်တွေကိုတရီထားမိကြရမှာမဟုတ်ပါဘူး။နေစဉ်စင်ကြီးဘေးစကားပြောအကြောင်းပြတာကစုံစားရကြပါလိမ့်။စကားပြောတဲ့အလုပ်ကအင်မတန်အန္တရာယ်များတဲ့အများအားဖြင့်ပြောတာတလွဲပေါက်တာတခြားဖြစ်သွားတဲ့။ပေါင်းသင်းဆက်ဆံရေးရဲ့အသက် စကားပြောခြင်းပညာဟာပြောသူဆိုသူနားထောင်သူနဲ့တဆင်ခံပြောသူတို့အကြားအဘေးအယူတဲ့မှ အလုပ်ဖြစ်ပါလိမ့်။ အပြောမတတ်ရင်နားထောင်သူအတိမစော်ကားနေသလိုမျိုးဖြစ်တတ်ပြီးတဆင်းခံပြောဖို့နားထောင်တဲ့သူရဲ့အတိညာဏ်ကကျင်းမြောင်းနေခဲ့ပြန်ရင်လေအာပေါ်လွဲပြီးရန်တိုက်သလိုမျိုးဖြစ်သွားတတ်တယ်။စကားဆိုရာပြောပန်များတော့လေညီငွေပွဲကောင်းသွားပြီးလှစ်လျူရှုခံရတတ်တယ်။အပြောနဲ့တင်အလုပ်ဖြစ်အောင် လုံးဝအလုပ်လို့မရပါဘူး။အပြောလောက်နဲ့အထင်ကြီးလေးစားအောင် လုပ်ဖို့လုံးဝမလွယ်ပါဘူး။အပြောကောင်းတိုင်းလူမကြိုက်ပါဘူး။လေထွားရင် လူမုံများပါရင် အခင်အချင်းအသွင်အပြင်စိတ်ဝင်စားဖို့ကောင်းတဲ့အဝိသေတာလက္ခဏာတွေကြတော့စကားနဲ့ရှင်းပြပြီးမြင်သိအောင်လောက်တာထက်ပုံမြန်တဲ့ဖြစ်လန်းတွေပဲဖြစ်ပါရင်အမြင်နဲ့တင်စိတ်ခံစားချက်ကိုကြောက်ကောင်းထီစေနိုင်ပါရင်တန်တရားနဲ့ဒွိဟာတွေကိုဖြစ်ခွင့်အောင်မပေးပဲတခါလေးပြီးပြည့်စေနိုင်စွမ်းရှိပါရင်ဂိတာတေးတန်စင်နဲ့လည်းတူပါရင်ကြာရသူတိုင်းရဲ့အတွေ့အထိမှာယုတ်တီတန်ပြီးအကြအကြအတိုင်းအရှိအရှိအတိုင်းလက်တင်ခံလောက်စရာဖြစ်စေတတ်ပါရင် ဆိုလိုတာကစကလုံးတွေသုံးပြီးရှင်းပြတာက အခန့်ဘက်ကနေအတင်းကားစီးပြီးပြောနေတာမျိုးနဲ့တူတယ်။ကို့အရှိန်အဝါဘလောက်ကြီးပါလိရှိပါလိစသဖြင့်ရှင်းပြတဲ့နေရာမှာအပြောတတ်တဲ့မလုံလောက်ဘူး။မိကုံးတွေပဲထလာတတ်တယ်။ပြောပြီးရင်ပြောနေရပြီ။အငင်းအခုံတွေဖြစ်သွားရင် မလုံလောက်အပ်တဲ့ပြဿနာတွေဖြစ်လာတတ်တယ်။အခင်းချင်းကောင်းဝင်ကြတော့အပြောလို့မဟုတ်တော့ဘူး။လက်ခံနိုင်မှုတွေကိုတခါလေလမ်းကြောင်းဖွင့်လိုက်တယ်လို့ဖြစ်စေတယ်။ ။စံညင်ခွင့်တော့မပေးတော့ပဲ။တကြိမ်တည်းနဲ့ယုံကြည်အောင်တိုက်တွန်းပြီးသားဖြစ်သွားတယ်။ဆက်ဆံရေးကိစ္စတစ်ချက်တည်းနဲ့ပြီးပြတ်သွားတယ်။လူမှုဆိုင်ရာကွဲပြားခြားနားမှုတွေကိုတကြိမ်တည်းနဲ့ရှင်းလင်းနိုင်တယ်။စကားပြောတာတွေကအငင်းအခုန်နေနဲ့မပေးနိုင်မစည်းနိုင်ဘူး။အခင်းအချင်းအသွင်ပြင်ကြတော့လူတွေအားလုံးကိုတပြိုင်နက်တည်းအတီးပေးနိုင်စွမ်းရှိတယ်။ဒါကြောင့်အခင်းအချင်းဆိုတာကအရှိန်အဝါရဲ့အတိုင်းအတာစံနှုန်းပဲဖြစ်တယ်။ အခင်းအကျင်းနဲ့အတူမဖြစ်မနေ တွဲဖက်နေရမယ့်အရာက ပုဂ္ဂလဝိသေသကို ကိုးစားပြုနိုင်တဲ့ဂုံတူဂုံပုတ်တွေပဲဖြစ်တယ်။ဥပမာပြင်းတဲ့ဘရင်သௌဒသမားမြောက် rise လို့ပြောလိုက်ရင်သူဟာနေဘရင်ကြီးမင်းလူတိုင်းတည်တယ်။ဂုံတူဝိသေသတွေမှာနန်းနေတဲ့လိုဝတ်ချက်တွေရှိကောင်းရှိနေတတ်တယ်။ဒါမှမဟုတ်နားလျာခက်တဲ့အတိတ်ပဲလေးနေမှုတွေရှိကောင်းရှိနေတတ်တယ်။စင်ကြယ်ခြင်းစောင်းလျှောက်ခြင်းရရင်တည်တည်ခြင်း မေတ္တာတရားနှင့်ပြည့်စုံခြင်းစားတဲ့အရေးသွေးတွေကိုပါကိုစားပြုနိုင်ကြရည်ဂုံပုဂ္ဂိုလ်ကိုစားပြုတဲ့အမတ်တင်ဂေတာပဲဖြစ်ဖြစ်တကောအလံစသဖြင့်ပြောလိုက်ယုံပြားလိုက်ယုံနဲ့လူတိုင်းအောချလောက်အောင်ဖြစ်သွားစေနိုင်စွမ်းရှိပါရည်ရောမဧဘာရာကြီးရဲ့ဧကရစ်ကွန်စတန်တင်ဟာနေနေဘုရားကို ရိုးရာအတိုင်းကိုးကွယ်ခဲ့သူဖြစ်ပါရည်ဒါပေမဲ့တနေ့တော့နေမင်းကြီးကိုချီးပြီးနတ်ဘုရားကိုပူဇော်နေတဲ့ချိန် အဝေးတနေရာကထူထောင်လိုက်တဲ့လဝါကတိုင်းကားစင်တခုက နေအလင်းရောင်ရဲ့ရှိမှာကားစီးထားသလိုဖြစ်သွားပြီ။အကြောင်းတိုင်းဆိုင်မှုတွေဆိုပေမဲ့ထူးခြားဆန်းကျင်တဲ့ဝိသေသလက္ခဏာတရက်ဖြစ်တွေးထင်သွားကြတယ်။အရိစိုင်းနဲ့ပဲဘာသာတရားအတိတ်ကိုခံယူဖို့ဆုံးဖြတ်ခဲ့တာပါ။မင်းဘရင်ကိုရိုင်းကခရီးယံဘာသာကိုပြောင်းလိုက်တော့ခေတ်ကာလအရကဘာပေါ်မှာအကြီးဆုံးသောအင်ပါယာကြီးဖြစ်တဲ့ရောမအင်ပါယာတစ်ခုလုံးခရီးယံဘာသာဝင်ဖြစ်သွားတော့တာပဲ။ ရပောင်းများစွာခရိယံဓမ္မစီအရီအင်ပါယာတခွင်လှည့်ဖက်သွားလာပြီးတရားဟောခဲ့တုန်းကတိုးတမှုတစုံတရာထူးခြားစမ်းကြဲစွာမဖြစ်ခဲ့ပေမယ့်။ဘာမဟုတ်တဲ့လက္ခဏာနမိတ်လေးနဲ့သာသနာကြီးတိုးတက်ပြောင်းလဲသွားခဲ့တယ်။ဒေတာတကားကိုသင်္ကန်းစာယူပြီးကိုအစင်တန်းနဲ့ထိုက်တန်နဲ့ဂုံလူဝိဒေတာကို ခံယူလိုက်ပါ။အသွေးအပြင်ကောင်းရှိအောင်ပြောင်းလဲလိုက်ပါ။ဂုံမြောက်တဲ့ပုပ်ကိုအခင်းအကျင်းကောင်းနဲ့ဝေးရထားတဲ့ပုပ်ကိုဖြစ်သွားရင် သူမတူတဲ့အရှိန်အဝါတွေရရှိပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ဂုံတူဝိသေသလက္ခဏာတွေကိုအသုံးချပြီးအကျိုးရှိအောင်ပေါ်ဆောင်တဲ့နေရာမှာတမာယောကြနီလန်းတွေထက်အကျိုးဖြစ်ထုံးမှုပိုကောင်းတဲ့နောက်ထပ်တနည်းရှိသေးတယ်။အဲဒါကနမေကောင်းရွေးတက်မှုနဲ့ဖြစ်စဉ်ဖြစ်ရပ်ကိုကိုစားပြုနိုင်တဲ့အမတ်တင်ဂေတာမျိုးထုတ်ဖော်ခြင်းပဲဖြစ်တယ်။နမေကောင်းနဲ့အမတ်တင်ဂေတာကောင်တွဲဖက်လိုက်ရင်လူတွေရဲ့ရင်ထဲဆွဲမှတ်လွယ်သွားပြီး သဘောထားထပ်တူညီကြသွားသလိုလေသာအားရပွဲ စိတ်ခံစားချက်စိတ်ခံယူချက်တွေ ပေါက်ပွားစေနိုင်ပါသည်အမတ်တင်ဂေတာရဲ့အစွမ်းကိုအသုံးချပြီးလူတွေကို စီယုံပါအသိအဖွဲ့တွေစူးစီလိုက်ပါ1648ခုနှစ်ပြင်သစ်တော်လှန်ရေးကာလတုန်းကတဝူးစံပိုင်းမင်းပြင်စနစ်ကိုထောက်ခံတဲ့နန်းတွင်သစ္စာခန်တွေကတော်လိုင်းသမားတွေကိုလောက်လေးကွာတွေလို့နာမည်ပြောင်းပေးပြီးဝိသေသဆိုးတစ်ခုအနေနဲ့သမုတ်ခေါ်ပေါ်ကြပါသည် ဆိုလိုတာကလူကြီးကိုအာခံတဲ့အနေနဲ့ကလေးတွေကလောက်လေးကသုံးပြီးခဲနေပြပောက်တလို့ဖြစ်နေတဲ့အပေါ်တယောထားတာပါ အမတ်တင်ဂီတာဆိုတာကအများဆန္ဒနဲ့လူတို့ရဲ့စိတ်ခံစားချက်ကိုကိုစားပြုနိုင်ရင်ဆိုရွားတဲ့ဝိဒေသလက္ခဏာမျိုးပဲဖြစ်နေပါစေအားလုံးရဲ့စိတ်ဓာတ်ကိုပြင့်တင်ပေးနိုင်စွမ်းရှိပါသည်ဥပမာခရစ်တော်ရဲ့ကားစဉ်ချက်ချေကလက္ခဏာကလူသက်ပစ္စည်းဖြစ်ပါသည်ဒါပေမဲ့ခရစ်တော်ရဲ့နာကျင်မှုစရေမှု အနိနာခံမှုတွေနဲ့ပေါင်းစပ်ပြီးဝိသေသပြုထားတဲ့အတွက်ဆက်စုပ်ဖွဲ့တင်ဂေတဖြစ်နေတောင်မှလူတိုင်းရဲ့စိတ်နှလုံးသားမှာစွဲမြဲထားတဲ့ဝိသေသမျိုးဖြစ်သွားပါပြီ။ကားစင်လိုပဲလောက်လေးကွာကတော်လိုင်းသမားတွေရဲ့အမတ်တင်ဂေတဖြစ်သွားခဲ့တယ်။ယန်ဖရန်ဆွာပေါ်ဒီဂိုနီကာရီနာဒေးဟက်စ်ကတော်လိုင်းသမားတွေရဲ့လှူရှားမှုကြီးကို ကိုစားပြုဝိသေသရှိတော့အောင်ပြင်းသေးဝဟာရဖရန်တီလောက်လေးကွာကိုအခြေခံပြီး တော်လိုင်းရေးသမားတွေကို Frontiers လောက်လေးကတော်လိုင်းရေးသမားများအဖြစ်ဝိသေသပြုပေးခဲ့ပါတယ်။အဲဒါနဲ့ပဲတော်လိုင်းရေးကြီးကပါလောက်လေးကတော်လိုင်းရေးကြီးဒါ Frontier အဖြစ်သမိုင်းမှာမှတ်တမ်းတင်ခင်ရပါတယ်။ကိုတဲ့စီလျော်ကညီမဲ့ဝိသေသကိုရှာပါ။ဒါမှစိတ်ကစားချက်တွေနဲ့ထတ်တူကြပြီးအားလုံးကိုစွဲဆောင်စည်းရုံးနိုင်မှာဖြစ်ပါတယ်။အခင်အချင်းအမီနမဝိသေသတွေကိုအောချလောက်ဆရာအသွင်ပြင်းနဲ့ပေါင်းဆက်ပြီး အထင်ကြီးလေးစားဖွယ်ကောင်းလောက်အောင်တွဲဖက်အသုံးပြုပါထူးခြားဆန်းကျယ်ပြီးအမကန်းစရာတွေကိုလူတွေမပါရင်လက်လန်းမမီနိုင်တဲ့အရာတွေနဲ့နေဆက်ခွင့်ရနိုင်မယ်ဆိုရင်ဝေယံဖို့ဝေမလီကြပါဘူးလူရဲစိတ်ကစားခြင်းနဲ့ကိုရွေးချယ်ထားတဲ့ကိုစားပြုဝိသေသဂုံလူတွေကဆက်ဆံမှုရှိနေပါစီတို့နှလုံးသားတစ်နေရာမှာဇွဲထင်နေမဲ့လက္ခဏာတွေပါဝင်ပါစီ။ အခုဖတ်ပြပေးကြတာတော့နေဦးပရိသ30ခု။ဩချာပွဲအခင်းချင်းမျိုးဖန်တီးထားပါဆိုရက်နေဦးပရိသလေးပဲဖြစ်ပါရခင်ဗျာ။ဒီနေဦးပရိသလေးကနေပြီးတော့ကျွန်တော်တို့အနေနဲ့စကားတွေအများကြီးနဲ့ရှင်းပြနေတာတန်းအသွင်ပြင်ကပိုအရေးပါကြောင်းဝိသေသတွေက အရေးကြီးကြောင်းလေ့လာခဲ့ရမယ်လို့ထင်ပါရခင်ဗျာ။နောက်တစ်ပုံမှာလည်းနေဦးပရိသ38ကြိုက်တယ်လို့တွေးခေါ်ပါဒါပေမဲ့အများနည်းတူပြုမှုပါဆိုရက်နေဦးပရိသလေးကို တင်ဆက်ပေးသွားမှာမို့ ဆောင်းမြောက်ကြည့်ရှုနားတော်ရဆင်ပေးကြပါအောင်ခင်ဗျာ။